Thank you. ဲ့တော့ခုဒါနပြုတ်နေကြတာဘာလို့ဘာကြောင့်ပြုတ်နေကြတာအကျိုးလိုလို့ပြုတ်တာပေါ့နော်အကျိုးလိုလို့ပြုတ်တာအဲ့တော့ဥစဉ်တို့ဗုဒ္ဓဘာသာအနေနဲ့ပြောမယ်ဆိုရင်တန်ត្រာကြီးမှာအရှိရှိဥစဉ်တို့ကျင်လဲလာခဲ့ကြတော့ဘူးအဲ့ဒီတန်ត្រာတစ်ချောင်းမှာဥစဉ်တို့ပြုတ်ခဲ့တဲ့ဒါနတွေဘယ်လောက်များမလဲဟင်ဘဝတွေမရင်မတွက်နိုင်ဘူးဆိုတော့အဲ့ဒီဘဝတစ်ဘဝမှာဒါနပြုတ်ခဲ့တာတွေဘယ်လောက်များလဲစဉ်းစားကြည့်နော် ဒါနဲ့ပြောလို့စားပေးခဲ့ကန့်ခဲ့တာလေးပေါ့ဟုတ်လားသာသနာနဲ့တူလို့တူခဲ့တာလေးကြတော့ဒါကောင်းတာပေါ့အဲ့ဒါလေးဟာအစင်းသိရှိတယ် install အဲ့ဒါတွေကအကျိုးပေးမလို့စောင့်လားနော်အဲသူတို့ကိုခေါ်တိုင်းချူးယူတိုင်းနာအကျိုးရမှာအဲ့ဒီသူတို့ခေါင်းကြီးချူးနေရပါတော့ဒီဘဝဒါနပြုဒါနနဲ့ဒါနကိုချူးယူတော့ကြိတ်ကြင်ဆွဲယူတာဒါမှမဟုတ်အခုဒီဘဝဒါနပြုလဲဆိုတာတနည်းအားဖြင့်ပြောရင် အဲ့ဒီနောက်ဘုရားတော်ပြုတ်ခဲ့တဲ့ဒါနစေတနာကြီးအကျိုးပေးခွင့်ရအောင်တရားနေပြီးတော့ဖန်ပြပေးနေတာအဲ့ဒီလိုမြင်ရတယ်နော်ကို့မှာဒီဒီဒီကံကြီးအများကြီးရှိတယ်ကောင်းတဲ့ကံလည်းရှိတယ်မကောင်းတဲ့ကံလည်းရှိတော့အဲ့ဒီကံနဲ့အကျိုးပေးခွင့်ရအောင်ဆိုတော့ဒီကဒါနနဲ့နော်လမ်းဖွင့်ပေးနေတယ်ဟိုရှင်းလုံးကရေတွင်းရေတွင်းသေးသေးတူးတဲ့ခါကျတော့ပိုက်နေမလားရေမလာဘူးဆိုရေချူတယ်ဆိုတာရှိတယ်မလားဒီကကိုကပထမရေထည့်ပေးလိုက်ရတယ်ပြီးတော့ပြန်ဆောက်လိုက်တဲ့ခါကျတော့ရေလိုက်လာနော် အဲ့ဒီလိုပေါ့သူကဒါနနဲ့ဟိုကဟာကိုဆွဲယူတာချူးယူတာနော်ဒါကြောင့်မို့သူတို့အခုခင်မှာလည်းပြောကြတယ်အင်းလောကရဲ့ဒီကောင်းတဲ့အရာဝတ္ထုတွေပစ္စည်းတွေအခြေအနေတွေလိုချင်ရင်နဲ့ပထမဆုံးမင်းကပေးရမယ်နော်ပထမဆုံးမင်းကပေးမှဒါတွေရမယ်မပေးမှမရဘူးလေဘာကြောင့်လဲဆိုခုနလိုပေါ့ဒါနနဲ့ဒါနဟိုဒါနအကျိုးကိုဆွဲယူတာမျိုးနော်ဒါကြောင့်မို့ပေးကမှုဒါနကိုဒါဘာသာတိုင်းက ကျင့်ဖို့ရတိုက်တွန်းတယ်เนาะဒါဗုဒ္ဓဘာသာနဲ့မဟုတ်ဘူးခရိယံလဲခရိယံလိုက်ဒါနရှိတာပဲမု슬င်လဲမု슬င်လိုက်ဒါနရှိတာအဲ့လိုဒါနအကျိုးပင်းခွေတန်အောင်လုပ်တဲ့ခါမှာလည်းပဲပြပြသားသားရဲရဲရင့်ရင့်နဲ့တကယ်ယုံယုံကြည်ကြည်နဲ့လုပ်ရင်တကယ်အကျိုးပေးတယ်เนาะရှင်းတော့ဝတ္ထုတစ်ခုအနေနဲ့လိုလိုပဲပြောเนาะဒီရှင်းတော့တတိယတယောက်ရှိတယ် အဲ့ဒီတိကသိချမ်းသာတော့ကိုဆိုတော့ရေချိုးခန်းကြီးဆောက်ထားလိုက်တာတသိန်းကုန်နေတဲ့နော်ရေချိုးစရာအခုခေတ်ဆိုတတ်ပေါ့လေအဲ့ဒါမျိုးကတသိန်းကုန်နေတဲ့သူထိုင်စရာဖန်နဲ့လှုပ်ထားတဲ့ခုံကတသိန်းကုန်နေစပြီးစသည်ဖြင့်ရှိတယ်ပေါ့သူကနေတိုင်းနေတိုင်းကတော့တထောင်ထံထမင်းစားတာနော်တလတခါလာပြီးနေကြတယ်သူကတသိန်းတန်ထမင်းစားအဲ့သူထမင်းစားတော့မယ်ဆိုတန်းဟိုမြို့ကျင်းချလိုက်သေးတယ်လာကြည့်လိုက်ကြငါဘယ်လောက်ဟန်တယ်ငါဘယ်လောက်ချမ်းသာလဲဆိုတော့လူတွေကလည်းပွဲကြည့်တယ်လို့သွားကြည့်ကြတာနော် တနေ့တော့တော့တော့လာတဲ့လူထင်းထင်းထင်းလာရောက်တဲ့လူကသွားကြည့်တယ်ဗောလေသူမိတ်ဆွေရင်တဲပြီးတော့သွားကြည့်တော့သူအဲ့ဒီအဲ့ဒီသမင်းစားခြင်းနဲ့စိတ်ပေါ်လာဘယ်လို့မှဘာလို့လို့မရအောင်နှိမ်လို့မရတော့သူရဲ့ဟိုစားခြင်းနဲ့စိတ်ဒါနဲ့သူမိတ်ဆွေပြောတယ်ဟေးငါတော့ဒီသမင်းစားခြင်းနဲ့ကွာဟာဟေးကွာမဖြစ်ဘူးမင်းဒါတထေးစားတာတသိမ့်တန်ငါအဲ့ဒါမစားရရင်တော့ငါသေလိမ့်မယ်စားရမှာပဲငါတော့ဖြစ်မယ်ဒါနဲ့မိတ်ဆွေကသွားပြီးတော့တထေးသွားပြောတယ်ဟိုတထေးပေါ်လေလူလူပဲရာကျွန်တော်မိတ်ဆွေတယောက်ရှိတယ်သူမစားရရင်ပြေးမပြောနဲ့အဲ့ဒါတလုတ်လောက်ပြေးလိုက်ပါဘာ ဟာဘယ်ပေးလို့ရှိမလဲကွာချမင်းတို့တို့ကမင်းတရားနှစ်ရတန်တာဒီလိုလာတော့လင်းတာပေးရင်ငါစားရတော့မှာမဟုတ်ဘူးငါမပေးနိုင်ဘူးလို့တထေးကပြောအဲ့တော့သွားပြောဟေးမင်းကြားလားတထေးပြောမဖြစ်ဘူးမင်းမလို့ရှင်းတာမရနိုင်တော့မတောင်းတန်တယ်တကယ်ချင်းငါတော့ဘယ်လိုမှမသိဘူးဒါမှမဆိုင်ရင်ငါတကယ်သေတော့မှာနောက်တစ်ခါသွားပြောရင်ပြောတော့ခုနလိုပဲညင်းပြီးတော့နောက်တော့တထေးကပြောလဲမင်းသုံးနှစ်ငါကြုံခံမလားအဲ့ကြံငါကျွေးမယ်ကျွန်းခံမယ် သိစားရင်လားဒီဒီဓမင်းကိုအဲ့ဒါနဲ့သူသုံးနှစ်ပေါ်လေသူဒီထဲအိမ်မှာနေပြီးတော့လှုပ်တော့ပေါ့အကုန်လုံးတစ်ခါလေးကြေပြောင်းလှုပ်ပေးတယ်ညသုံးနှစ်ပြည့်တဲ့ခါကျတော့တတိယသူကောင်းကောင်းကြွေးကြွေးတယ်ပေါ့ဗျအဲ့ဒီနေ့မှာဂျာနာပြန်ဆိုင်ပြီးတော့တတိယသူသူသူအိမ်ကလူတွေပြောထားတယ်သူမရကလွဲလူတခြားလူတွေငါကိုပြုစုသူလို့သူ့ကိုဒီနေ့ပြုစုကြဆိုတော့အဲ့ဒီမှာလှုပ်တော့သူစားတော့မယ်လို့လို့ရှင်ပြစ်စကဗုဒ္ဓရောက်လာဆုံးလာခံနော်ဒါကျင်းကျင်းပြောတာနော်ဒီအချိန်ကသိမ့်မရှိဘူး ဲ့တော့ तू ကရှင်ပိစိကဘုရားဆုံးလိုက်ရတာမြင်လိုက်တော့အေးတခါတလေအလှူခံရှိတယ်ငါမှလှူစရာမရှိဘူးတခါတလေငါကလှူခြင်းနဲ့လှူစရာလေးရှိတယ်အလှူခံပုဂ္ဂိုလ်လည်းမတွေ့လို့မလှူပါဘူးဒီလိုဖြစ်ခဲ့အခုရှင်ပိစိကဘုရားလည်းကြွလာငါမှလည်းအခုဒါရှိတယ်ကဲမဖြစ်ဘူးဆိုတော့ခြမင်းကွက်ကို तू ကိုယ်လည်းယူပြီးတော့ရှင်ပိစိကဘုရားရှိသွားအနားရောက်တဲ့ခါကျတော့ပထမဒီခွက်ကိုလူတယောက်ခဏပေးထားတော့ကြာနေရှစ်ခိုး ီးတော့အဲ့ဒီခွက်ကို깟ပြီးတော့သူကရှင်ပိစိကသပိတ်ထဲသမင်းလောင်းလောင်းထဲတာတဝက်ကြတဲ့ခါကျရှင်ရှင်ပိစိကဘုရားကသပိတ်ပိတ်ထားတော်ပြီဘောမင်းလဆောင်းပါဆိုတော့သူကရှောက်တယ်အရှင်ဖေဟာဒါတယောက်တည်းပါဗျာဒါဟုတ်နှစ်ယောက်ခွဲနေလို့အကျိုးမရှိဘူးအဲ့တော့တပည့်တော်ရဲ့ဒီဘဝကိုမကြည့်ပါနဲ့ဗျာဒီလိုတော့တန်တရားကိုကြည့်ပါနောက်ဘဝကိုကြည့်ပါဒါမှမဟုတ်အလှခံတော်မူပါအကုန်လုံးလှူလေ ုံးနှစ်ကျွန်ခံရတဲ့ထမင်းနော်တလုံးမှမစားဘဲနဲ့တချိန်ပိစကဘုတော်လှူလိုက်တယ်အဲ့လိုဖြစ်တော့လူတွေရတဲ့ခါလဲတိတ်ပြီးတော့ဝန်းတာပြီးတော့တာရုခေါ်ရပါလေကောင်းကြီးပြီးတော့ခါတဲ့ကိုဘာနဲ့တူလဲမိုးများချင်းသလိုပဲတဲ့နော်တမျိုးလုံးဟာလဲအုပ်ကြက်ကြက်ဖြစ်သွားတော့တတိယတတိယဘလို့ထင်လဲအာဒီကောင်ဒီလောက်ကောင်းတဲ့ထမင်းမစားတတ်လို့ပေါ့လေနော်ကိုယ်ကားဖြစ်လို့လူတွေကတော့ကြီးကုန်ပြီပေါ့ဒါနဲ့ထွက်မေးရဘယ်လိုလုံးဆိုတော့ဒီလိုမဟုတ်ဘူးအခုဒီလိုလှူလိုက်လို့ဆိုတော့မှတတိယပြောတာအေးငါတ ငါတက်တလို့ငါပါခဏငါခံစားလာရတယ်တခါမှဒီလူလှူဖို့ရစိတ်မရခဲ့ဘူးဒီကောင်သိတော်တဲ့ကောင်မယ်ဆိုတော့မင်းအလှငါအမြပေးပါကွာငါငွေတထောင်ပေးပါမယ်ဆိုတော့သူအမြပေးရတာအဲ့လိုငွေတထောင်ရငွေတထောင်ရတာပြင်တတိတတိကသူ့ရှိတဲ့ပစ္စည်းတွေခွဲပေးတယ်ချက်ချင်းကျိုးပေးတာနော်နောက်ရှင်ပြန်ကကြားပြန်တော့ရှင်ပြန်လည်းဒီတိုင်းပဲပေါ့ငါအမြပေးပါမယ်ဆိုတော့တခါငွေပေးပြန်ပေးပြီးတဲ့နောက်ကျတော့ဘာလဲဆိုတော့သူ့ကိုတတိရလူပေးလိုက်တယ်တတိခံလိုက်တယ် ်ချက်ချင်းချက်ချင်းကျူးပြီးတော့တာပြောတာနော်ပြက်ပြက်သားသားနဲ့လှုပ်လာဟာငါငတ်ရှင်ငတ်ပြစီသုံးနှစ်ကြုံကလည်းထမင်းနော်စဉ်းစားကြည့်ဟာလာကောင်းပြီဒါကဥစဉ်မြရှင်းတော့ဟာပါအခုခေတ်တော့ဒီလိုရှင်းချင်မှရှင်းမှာဘာလို့ပြောလဲနော်ဒီနိုင်ငံမှာဖြစ်ခဲ့ဘူးတာတခုရှိတယ်ဒါဟိုဟိုးရှင်းတော့19 30လောက်က depression ဆိုတာရှိခဲ့တယ်အဲ့ဒီမှာလည်းလူတွေအခုလိုဆင်းရဲကြတယ်မွေးကြတယ် မိမတယောက်ကတဲ့ပထမသူအီလီနွားမှာနေတယ်တဲ့အဲ့ဒီနေသူဖလော်ရီဒါပြောင်းသွားတယ်ငွေလေးပိုင်းလေးအတင်းတင်းရှိတယ်ဗောအင်္ဂလိပ်ရှိ stock market သူကဟာဝယ်ထားတာအဲ့ဒီဟာလာတဲ့ခါကျ stock market လေးရှုံးတော့ကုံရောဆိုတော့အင်္ဂလိပ်ကတော့သူကပတ်စံပေးပြီးသားမလို့အင်္ဂလိပ်ကတော့ပိုင်းနေတယ်တနေ့မှသူဘာမှစားချင်မရှိတော့စားချင်မရှိတော့သူအတော်ရှိလှမ်းပြီးတော့စားရေးတယ်လူလူပဲဗောကျမကစားချင်မရှိလို့နည်းနည်းပေးပါဘော ဲ့လိုစာရေးလိုက်တော့ကိုအဲ့ဒီအချိန်မှာပေါ့လေသူ့အိမ်မှာပေါမုံတလုံးကိုသူနင်းနေနေစားတာပေါမုံနှစ်ချက်ပဲကျန်တော့နော်တအိမ်လုံးမှာသူစားကြနှစ်ချက်ပဲကျန်တော့အဲ့ဒီသူ့တော်ကဘယ်လိုစားပြန်လဲတော့ချက်ချင်းပြန်ရင်တည်းနင်းရဲ့ဒုက္ခကဘာလဲဆိုရင် နင်းသူများရှိရလိုချင်တာပဲရှိတယ်အဲ့တော့နင်းဟာပေးဖို့နင်းလုံးဝမစင်စားဘူးအဲဒါကြောင့်မို့နင်းဆင်းရဲနေတာအဲ့တော့နင်းရဲ့ပြဿနာဖြေရှင်းဖို့လှူလှူလှူပေး ါလေးပဲရေးပြန်ပေးလိုက်တယ်ချက်တယ်ဘာမှမဟုတ်လိုက်အဲ့ဒါသူစာဖွင့်လိုက်တော့ဒါသူစိတ်ပြတ်သွားတော့ပါလေစိတ်ပြတ်သွားစာလေးသာပြစ်ချထားတော့အဲ့ဒီချိန်မှာအိမ်တကားလာခေါက်ဖွင့်လိုက်တဲ့ခါကျတော့အဲ့နာအဖိုးကြီးတယောက်ဖြစ်တကယ် respectable အဖိုးကြီးပေါ့အဲ့သူကလည်းအာနာပါနာရှက်ရှက်နဲ့ပေါ့လေပြောတယ်လူပဲကွဲငါလည်းစားစရာမရှိဘူးအဲ့ဒီနေ့ငါလည်းစားစရာထွက်ရှာတယ်သူလည်းသူဇနီးတို့ဘာလို့တာသမီးတွေရှိသေးတာကိုသူတို့အတွက်လည်းရှာဖို့ဆိုငါဘာမှမရခဲ့ဘူးပေါ့လေ အဲ့တော့ဒီလိုဖြစ်ပြောလဲငါတခါမှမကြုံဘူးအဲ့တော့နင့်မြစားစရာလေးညာရှင်ငါနည်းနည်းပြီးပါပေါ့သွားတောင်းတောင်းတော့အဲ့ဒီမိမသွားပြီးတော့ refrigerator ဖွင့်ပြီးတော့ပထမတစ်ချက်ထုတ်လိုက်တစ်ချက်ထုတ်လို့ तू ပေးမလို့ပေါ့ခေါ့ဟိုဘာလေးနဲ့စက်ကလေးနဲ့ထုတ်နောက်တော့ तू 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 အတော်ရေးရစာသတိရပေးပေးပေးပေါ်လေးနေစာကိုင်လောက်တောင်ဆရာဆိုတော့နှစ်ချက်စလုံးနေနော်နှစ်ချက်စလုံးလောက်လို့ပြီးတော့ तू ပေးလိုက် ပြောပြောပြောသေးတယ်ပေါ့လေကျမမှာဒါပဲရှိတယ်ဒါလည်းတိတယ်ပိုပေးစရာမရှိလို့ဒါပဲပေးရတာတိတ်မကောင်းဘူးဆိုပေါ့သဘောပေါ့အဲ့လိုပေးတယ်အဲ့တော့အဲ့ဒီ 4G တိမသွားတာတော့ကိုတဲ့ဒီမိမမှာဒါပြင်အဲ့ဒီနေစားစရာလုံးဝမရှိတော့ဘူးစား 4G ပဲတိမလဲအဲ့လိုပေးလိုက်တယ်စမ်းနေတော့ပေးလိုက်လို့မကြဘူးတဲ့လူတယောက်ကလာတကားခောက်ပြန်အဲ့ဒီတကားဖွင့်လိုက်တဲ့ခါကျတော့သူ့အိမ်ကြီးကပုံမှန်တစ်လုံးပိုက်ဝင်လာတယ် เนาะဒါသူသူအိမ်မှာဖုတ်ထားတဲ့ဘဝုံပေါ်လေဒါလက်ဆောင်လာပြီးပါလေပေါ့ကြည်စမ်းအဲနောက်တနေ့ကျတော့ချက်တစ်စုံရောက်လာတယ်ငွေတစ်ဆယ်ချက်ဘယ်ရပါရတယ်မသိဘူးအဲနောက်ရက်အတော်လေးနေပြန်တော့သူအကူတယောက်ကနင်းငွေနေတော့ငါပေးမလို့ပေါ့လေမိတ်နေအခုမှပေးတာဆိုတော့ငွေ50ချက်ချင်းကျူးပေးတာပြောတာနော်ဒေတာဓမ္မအကျိုးဆိုတာရှေးတော့ငါမှရှိတာမဟုတ်ဘူးအခုလေးရှိတယ် ဒါမှမဟုတ်ဒီလိုကြိုးပမ်းမှလည်းသိချင်မှသိကြမှာပေါ့လေနော်ဒါကြောင့်မို့ကောင်းမှုကုသိုလ်တွေကကို့မှာရှိနေတော့ဘူးအဲ့ဒီကောင်းမှုကုသိုလ်တွေအကျိုးပေးခွင့်တောင်းအောင်ကိုကတည်းကဖွင့်တတ်ဖို့ပဲရေးကြည့်တာချူးယူတတ်ဖို့ပဲရေးကြည့်အဲ့ဒါဘာနဲ့ချူးယူရမလို့သူဟာနဲ့သူပြန်ချူးယူရမှာဒါနနဲ့ပဲချူးယူရမှာဒါကြောင့်မို့ပေးကမ်းမှုကိုအလေးကျင့်လုပ်ကြပေးမှရတယ်တဲ့နော်ကိုကမပေးဘူးကို့ဟာဆိုမရနိုင်ဘူးသူများဘာမှမပေးတဲ့လူကကို့လိုပေးတဲ့လူကမရှိဘူးလေ နော်အဲ့ဒါပေါ့တို့အတူပဲပေးတယ်ဆိုတာဒီပစ္စည်းမှမဟုတ်ဘူးမေတ္တာစေတနာလည်းပေးလို့ရတာပဲကိုတူရောနော်လောက်အနည်းလည်းပေးလို့ရတာဒါလေးလည်းပေးရအေးတန်ခိဖို့တို့တို့ကိုပြည့်သွားရင် ကောင်းပြီဘလောက်လှူရမှာလဲဘယ်အတန်းရှိတိအောင်လှူရမှာလဲဖုန်းကြီးဖုန်းကြီးအနေနဲ့ပြောဆိုမင်းတို့ရှိသမှအကုန်လှူကြကွာလို့ပြောရတယ်ဟမ်တရားပါခရိယာနေမှာပါရှိတယ်တိုက်တင်းဆိုရှိတယ်နော် တိုက်သိင်းစားပါလို့ဆဲဖို့လို့လူရတယ်။ဟာအခုတည်းကမော်မွန်နေအဲ့တိုင်းပဲလှူခံတယ်။မင်းမော်မွန်နဲ့ဝင်ရင်ကျွန်တော်ရဲ့ income ဆဲဖို့လို့လှူရမယ်ဆိုတော့10%လှူရမယ်ဆိုတော့လည်းခါးတဲ့ကိုလက်မှတ်ထိုးရတယ်။အဲတချို့ကလည်းအဲ့ဒါကူပဲသဘောကျပြီးတော့သူကလှူတယ်နော်။ဒီလိုတိုက်လို့ရင်ပေါ့လေဒီတဲ့အစားပေါ်များဆိုတော့ပြန်ရတယ်ဆိုတော့ယုံကြည်ခြင်းနဲ့လှုပ်ကြတယ်။မွတ်စလင်တွေကဘယ်လောက်လှူရလဲ။သိလား။ပါမသိဟမ်2 and half percent ကိုကိုဝင်ကိုရ200%လှူရတာဘုရားဘာသာကြဘယ်လောက်လှူရ No limit နော်လှူခြင်းတလောက်လှူဟုတ်တယ်မဟုတ်လားမြတ်စွာဘုရားဘယ်လိုဟောထားတော့အေဒတညာယမေတာဝီပုံစေးထာစာတတိထာစာစားလဲစားကြဟေးတဲ့လှူလဲလှူကြဒီလိုပဲပြောတာနော်ဘယ်လောက်စားရမလဲဘယ်လောက်လှူရမလဲဆိုတော့အတိအကျမပြောဘူးအဲ့တော့ကိုယ့်အကူဒါတော့ကြည့်ပြီးတော့ဝန်နဲ့အားမြားနဲ့လေးဆိုလို့ကြည့်ပြီးတော့ဒါလှူတာတန်းရတာပေါ့နော် အဲ10%နဲ့ပိုးလူနိုင်တဲ့လေရွှေလေးလှူနော်10%မလူနိုင်ဘူး20%လှူနိုင်ဒီတနေ့လားဘယ်လိုပဲဖြစ်ဖြစ်အလှူဒါန်လောက်တော့လောက်အောင်ဒါပဲပေါ့အဲ့တော့စားလဲစားလှူလဲလှူဆိုတာဗုဒ္ဓဘာသာဝါဒနော်တနည်းအားမှာဟောထားတာရှိတာကတော့ကို income ကို လေးဖို့ခွဲလိုက်တဲ့နော်ဤကိနဘောကံပုံစေးရတဲ့တဖို့နဲ့ကို စားဖို့တော့ဟုတ်ပါဘူးပေါ့လေအဲ့ဒါလောက်တယ်ဒွိဟိကမ္မံပယောစီရတဲ့နဖို့နဲ့ကုန်ကူးတန်းရောင်းပဲလောက်ပေါ့ business လို့ကျန်းတဲ့နောက်ဆုံးအဖို့ကိုတော့တိမ့်ထားရတဲ့။မင်းဘေးရန်တွေ့တဲ့အခါအုံးလိုတဲ့အခါလှုပ်လို့မရဘူး။လှူစံပေါ့ပြအဲ့ထင်မှာ။ပါဠိတော်လာလာတော့ဘုရားဟောတာ။ငါထားခါထားရေးတယ်။လှူစရာဘယ်ထက်ထုတ်အောင်လဲဆိုကိုစားဖို့ထက်ထုတ်အောင်။မင်းမင်းမင်းလေးဖို့တဖို့လေးကမင်းအဲ့ဒါနဲ့စားဆိုအဲ့ထက်ထုတ်ပြီးတော့အစိတ်ဝက်ထုတ်ပြီးတော့လှူတဲ့နော်။အဲ့လိုဆိုတာ။ဒါကြောင့်မို့ဘလောက်လှူရမယ်ဆိုတဲ့တတ်မှတ်ချက်မျိုးဥစဉ်ဘုဒ္ဓဘာသာမှာမရှိဘူး။ ကိုစေတနာရှိတော့ကိုလှူနှံတော့လှူစေတနာရှိတော့မဟုတ်လှူနှံတော့လှူနော်စေတနာဆိုလည်းရှိကြပါလေဟုတ်လားဟိုတရားလှူတဲ့လူကအမှန်နဲ့ပြန်တထောင်လှူခြင်းနဲ့စေတနာရှိမှာသူကသူကသူတတ်နှံတော့လှူတော့ပေါ့အဲဒါကြောင့်မဟုတ်တတ်နှံတော့လှူကြ